ပရိသတ်ကြီးရေမင်္ဂလာပါဗျာပရာလောကဇလံကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဇာယေးဆရာဆရာတာတေးရေးသားထားတဲ့ Blue Ocean ဆိုတဲ့ပရာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ဖြစ်လို့ပေးထားဖို့မြစ်တာရက်ခံခြင်းပါတယ်ပရိသတ်ကြီးကအစင်းသင်းဖြစ်တော့ကျွန်တော်နဲ့တူဇလံလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာ ဘလူးအော်ဒန်တောင်ကလန်ဆိုတဲ့ရွာကကျုပ်တို့ထဏောင်းကုန်းနဲ့တော့အတော်လေးဝေးသည်ဗျအဲ့ဒီတုန်းကကျုပ်ကမြို့မှာကြောင်းတက်သုံးနေဗျကျုပ်ကိုရန်တက်နေတဲ့နှစ်ပေါ့ကျုပ်မမိပါသေးတယ်တစားနိုင်ကြောင်းမေးရပေါ့ဗျာတောင်ကလန်မှာနေတဲ့ကျုပ်တငယ်ချင်းစိန်ကျော်ခေါ်လို့ကျုပ်လိုက်သွားတာဗျစိန်ကျော်ကကျုပ်ကိုလှုပ်ခင်းတဲ့အကောင်ဗျာလူကအသားဖြူဖြူပိန်ပိန်ပပစကားပြောရင်တော့ရှာလေးအာလေးနေဗျစိန်ကျော်တို့ရွာကအတော်လေးဝေးသည်ဗျကားတရံလဲတရံနဲ့သွားရတာလေး ဒီကောင်းလေးရွာကရိုးမနဲ့အတော်လေးတော့နီးတယ်ဗျာသူတို့ရွာရဲ့အနောက်ဘက်နှစ်မိုင်လောက်မှာတောင်ရိုးကြီးနဲ့ဆိုရင်တော့ကက်လန်ကြီးဖြစ်နေတာပေါ့ဗျာအဲ့ဒီတောင်ကြီးကိုအစွဲပြူပြီးတော့စိန်ကျော်တို့ရွာကိုတောင်ကလန်ရွာလို့ခေါ်ကြတာဗျာကျုပ်ရောက်သွားတဲ့ရက်ကအေးအေးတက်ကလေးစပြီးတော့လွှမ်းနေတဲ့အချိန်ဗျာနိုင်ငံသားတိုင်းပြည်ဒီမှာတော့အော်တန်လို့ခေါ်တဲ့စောင်းဥပေါက်ရာသီပေါ့ဗျာစိန်ကျော်တို့ရွာကိုကျုပ်ရောက်တဲ့ညမှာပဲရွာတွေကကလာသားပေါက်စားတွေရောက်လာကြတယ်ဗျို့တောင်ကလန်သားတွေကလှုပ်အဲဝကြည်တာဗျာ အိမ်တိန်များဧည့်သည်ရောက်ရင်ကြံတဲ့အိမ်တွေကလာပြီးတော့အဲဝပြူကြတာမျိုးစိန်ကျော်တို့အိမ်ကဝိုင်းကြီးကလည်းကျဲအိမ်ကြီးကလည်းကြီးဆိုတော့အောက်ထပ်မှာကျုပ်တို့ကလေးသာသာလူမျိုးပေါက်တွေစုပြီးတော့ဝိုင်းဖဲနေကြတာပေါ့ဗျာစိန်ကျော်မိဘတွေကလည်းလက်ဖက်တို့အမဲကြောက်ဖို့စိတ်သားကြောက်ဖို့တွေနဲ့ဧည့်ခံတာပေါ့ဗျာကျုပ်တို့လူစုလည်းစားလိုက်တောက်လိုက်စကားပြောလိုက်နဲ့အရှိန်ရလာကြတာပေါ့ဗျာပြောရင်ပြောရင်တဲ့သစိအကြောင်းသေးရဲ့အကြောင်းတွေရောက်တော့တာမျိုးဒီမှာလည်းအောင်ကွန့်ဆိုတဲ့အကောင်ကပြောတာဗျာ နေကြအောင်ကွာမင်းတို့တရေအကြောင်းနေပြောတော့ငါတရိယာသွားတာပေါ့ဟိုးတလောကငါတစ်တကားရွာကနေပြန်လာတာမိုးချုပ်သွားတယ်ကွာမေအေးမင်းကတစ်တကားရွာမှာမိုးချုပ်အောင်နေရတာလားအန်ကွန်ရဲ့ဒီလိုကွာအဘကအကျွေးတောင်းခိုင်းလို့ငါကိုလွတ်တိုင်းဟိုရောက်တော့အဲ့ဒီလူကမြို့ကိုနှမ်းရောင်းသွားဖို့စောင့်ယူသွားပါဆိုလို့ငါမှစောင့်နေရလိုက်တာကွာဒီလူပြန်လာတာကိုနောက်ကြတော့ငါလည်းရွာပြန်နောက်ကြရတာပေါ့ကွာမင်းပြန်နေလားမဘလူးကိုရှိရဆိုတာမင်းမသိရလို့လား တောင်ကလန်ကစိန်ကျော်ကိုသူ့တငယ်ချင်းခွေးညိုဆိုတဲ့ကောင်ကမေးတာဗျခွေးညိုရသတိမရပဲတော့ရှိမလားကွာဒါပေမဲ့နောက်တစ်ခေါက်မလာကျင်တာနဲ့ကိစ္စပြီးအောင်စောင့်နေကြရတော့ကိုကွာဟိုတလောကဆိုတော့မိုးရင်းကြီးလားအောင်ကောရဂျဘူးဆိုတဲ့ကောင်ကလည်းဝင်မြေးပြန်ရောဗျအေးလေကွာမိုးရင်းမှာအဲ့ဒီညကကောင်းငင်တစ်ခုလုံးကိုမှောင်နေတာကွာကောင်းငင်မှောင်တော့မြေးပြန်မှမှောင်နေတာပေါ့ကွာလျှက်စည်းတွေကလည်းတဝင်းဝင်းနဲ့လက်လို့ကွာ မင်းကွာနောက်တနေ့မနက်မှပြန်ခရင်ပြီးရာမစွန်စားတဲ့တော့ကိုကွာကဲပြောပါအောင်ဘာတွေဖြစ်ခဲ့တာရောဘာမှတော့မဖြစ်ပါဘူးကွာဒါပေမဲ့ကြားတော့ကြားခဲ့တယ်ဟေးဘလို့ကြားခဲ့တာရောဟာဒီလိုကွာငကြော်ရဲ့တောင်ကလန့်ကြီးကိုကြော်လာလို့တော်တော်ကလေးရောက်လာတော့မှကြားတာကွာအေးဘလို့ကြားတာရောကွာအောင်ကွင်းရှင်းရှင်းလင်းလင်းပြောသမှာဟာအေးကွာဘလို့ပြောရမှန်းတော့မသိဘူးဟေးအတန်ကြီးကွာကြောက်စရာကြီးတောင်ကလန့်ကြီးကနေထွက်လာတာဟေး ဝမ်းကောင်းတန်ကြီးกว่าတတော်ကြီးတဲ့တက်တော်တကောင်ရဲ့အတန်အမှန်တော့ငါသိတယ်တလိဆန်တကောင်ကောင်ရဲ့အတန်များတာကွာမျက်စိဆွေးဆန်းတော့နဲ့လန်ဘားဆိုတဲ့ကောင်ကမေးတာပြုမဟုတ်ဘူးလန်ဘားရငါကြားခဲ့တာကတလိဆန်အတန်တော့မဟုတ်ဘူးကွာလူကြီးတယောက်អော်လိုက်တဲ့အတန်မျိုးကွာဟာအောင်ကွင်းရေလူအတန်ကဒီလောက်ကျဲပါမလားကွာအေးဘောငပြည့်ရေငါလဲကြားကြအောင်ဘာအတန်လဲဆိုတာကိုအတိအကျမပြောနိုင်တာဘောကွာ မင်းလည်းကြာဘူးမှာပဲလေကွာတို့ရွာကဘိုးတီလာတို့ဘိုးရမတို့အမြဲပြောနေတာလေကွာတောင်ကလန်ကြီးမှာကြောက်ကူကြီးရှိတဲ့အကြောင်းအဲ့ဒီကြောက်ကူကြီးထဲမှာဘလူးကြီးတကောင်နေတဲ့အကြောင်းလေကွာဟုတ်တယ်အောင်ခွရငါတို့ရွာမှာညမပြောနဲ့နှိမ့်ဘက်မှာတောင်အဲ့ဒီဘက်ကိုသွားရတဲ့သူမရှိဘူးကွာဟာငါလည်းတောင်ကလန်သားပါငါပြုရဲ့ဒါတွေမကြဘူးပဲရှိပါမလားကွာဒါပေမဲ့လူကြီးတွေပဲပြောကြတာလေကွာတောင်ကလန်ကြီးဘက်ကအော်တန်နေတော့မကြရတော့ဘူးဘလူးကြီးတခြားနေရာကိုပြောင်းသွားပြီဆိုတာလေကွာ ေးအောင်ကုန်ပြောတာလည်းဟုတ်တယ်ကွာအဲ့ဒီတောင်ကလန်ကဘလူးကြီးကအော်တန်ဟစ်တန်တွေတိတ်မကြရတာကြာပြီလို့ပြောကြတယ်ခုမှဘာဖြစ်တာတော့ဟာဟေးကောင်မတို့ရဲ့အဲ့ဒီဂူကြီးတဲမှာနေတဲ့ဘလူးကတခြားကိုပြောင်းသွားတာရှိမှာပေါ့ကွာအဲ့ဒါကြောင့်အဲ့ဒီဘလူးကြီးအော်တန်မကြရတာ10နှစ်လောက်တောင်ရှိပြီလို့ပြောကြတယ်အခုကကအဲ့ဒီဘလူးပြန်ရောက်လာတာနေမှာပေါ့ဟုတ်ဒါကြောင့်အောင်ကုန်ကျုံလာတာရှိမှာအေးနေကြပါအောင်ကွာငါအောင်ကုန်ကိုမေးမလို့ဟေးမေးလေးစင်ကျော်ရဲ့မင်းဘာမေးမှာတော့ မင်းအဲ့ဒီအော်တန်ကြီးကြတော့ဘာလို့တုံးကွာငါကတစ်တကားကိုခြေလင်းသွားတာမဟုတ်ဘူးကွာလဲနေသွားတာငါကဘာမှကိုလှုပ်စရာမလိုတာဟေးနွားတွေကအဲ့ဒီအော်တန်ကြီးကြတော့စွတ်ပြေးကြတာပေါ့ရွာကိုဘလို့ရောက်လာမှမသိပါဘူးကွာငါကတော့တချက်အမကိုမမောင်းလိုက်ရဘူးဟေးမင်းဒီအကြောင်းတွေကိုလူကြီးတွေကိုပြောသေးလားအောင်ကိုရဲ့ဟာပြောတာပေါ့ကွာငါအဘကိုပြောပြလိုက်တယ်ငါအဘကတော့အံ့ဩပြီးတော့ဘလူးပြန်လာတာဖြစ်မယ်လို့ပြောတယ်ငါစိတ်ထင်တော့ဒီသတင်းကိုအဘကရွာထဲမှာပြောတဲ့နယ်လူတွေကို လွတ်လွတ်တဲတဲပြောလိုက်ပုံရတယ်ကွာဒီကောင်နေပြောနေတော့ကျုပ်အန်အော်ပြီးနားထောင်နေတာဗျာအဲ့ဒီမှာရင်ကျုပ်ရဲ့မွေးရပါယောဂါကပေါ်လာတော့တာပဲဗျာဆက်စုတဲ့ယောဂါလေးဗျာကျုပ်အဲ့ဒီကိုကြီးကိုသွားပြီးတော့ဆက်စုချင်တာဗျာနောက်ဆုံးတော့ကျုပ်စိန်ကျော်ကိုအပေါ်ဆက်တယ်စိန်ကျော်ကအောင်ကုန်းကိုလက်တို့ပြီးတော့တွတ်တွပြောတယ်ဗျာပထမတော့အောင်ကုန်းကတွေ့ဝေနေသေးတာလीနောက်တော့မှသွားလीကွာတာတီကငါတို့ဧည့်တယ်ပဲဧည့်တယ်သွားချင်းတော့အင်ရှင်ကလိုက်ပို့ရတာဗောစိန်ကျော်ရာ ည9နာရီလောက်ရောက်တော့ရွာထဲကကျုပ်ကိုလာပြီးတော့ဧကန်စကားပြောကြတဲ့ကောင်လေးပြန်သွားရော်ပြုတ်အောင်ပွင့်ကငါပုကိုပြောလိုက်တယ်ငါပြုငါအိမ်ထဲဝင်ပြီးတော့အဘနဲ့မိကိုပြောပေးသားမှာကွာငါဒီညစိန်ကျော်တို့အိမ်မှာအိပ်မယ်လို့ဧည့်သည်နဲ့လည်းစကားပြောခြင်းလို့လို့ကြားလာငါပြုအေးအေးငါပြောလိုက်မယ်စိတ်ကြကျုပ်တို့အုံရောစိန်ကျော်တို့အိမ်ကြီးအောင်မှာအိပ်ရာတွေခင်းပြီးတော့အိပ်ကြတယ်စိန်ကျော်တို့အိမ်သားတွေကတော့အိမ်ကြီးအပေါ်ထက်မှာအိပ်ကြတာဗျအိတ်တယ်ဆိုပေမဲ့အိတ်ချင်အောင်စောင်းနေကြတာပါညစင်နိုင်တို့တော့အောင်ကွန်းကပြောတယ် ကဲဒါဒီနဲ့စင်ကျော်ထားကြကွာသွားကြစို့အောင်ကုန်းကစောစောကလေးကစီစဉ်ထားတဲ့အတိုင်းစင်ကျော်ပေးထားတဲ့လေးကွာနဲ့လောက်စလုံးလွယ်ကိုဆက်လွယ်တိုင်းပြီးတော့လွှဲထားလိုက်တယ်လေစင်ကျော်ကသူ့အဖရဲ့ငှက်ကြီးတောင်တရှိကြီးကင်လို့ဗျာကျုပ်ကတော့ကျုပ်အရက်တတရှိတဲ့လှန်တစ်ချောင်းပေးတယ်ဗျာကျိုးတို့တော့ရောလက်နဲ့ကိုစီနဲ့လာခဲ့ကြတာပေါ့ဗျာခလန်းလန်းမမဲမဲကြီးတန်းနေတဲ့တောင်ကလန်ကြီးကိုတွေ့ရတယ်လေအကျိုးတို့တော့ရောရာခင်းတွေကိုဖျက်ပြီးတော့ခက်တုတ်တုတ်လျှောက်တာဗျာတိတ်မကြလိုက်ပါဘူးဗျာတောင်ဖီလာကြီးကိုရောက်လာတယ် တောင်ပီလာဆိုတာကတောင်ကလန့်ကိုပြောတာလေဗျာတောင်ကလန့်ကြီးနဲ့အနည်းဆုံးအထိသွားပြီးတော့ထဏောင်းမင်းကြီးမကြီးပင်ကြီးပြုံပေါက်နေတဲ့ဘီးဆက်ခြုံကြီးတွေနောက်ကိုပြေးကပ်ပြီးတော့ပုန်းနေလိုက်ကြတယ်ဟိုတောင်ကြီးပေါ်ကိုကြီးကွာတာတရားအဲ့ဒီအပေါ်မှာဂူကြီးရှိတယ်လို့ပြောကြတယ်ဘဒူးမှာတော့အဲ့ဒီတောင်ကလန့်ကြီးပေါ်ကိုမတရေဘူးကွာရှေးလူကြီးတွေပြောခဲ့တာကိုပဲပြန်ပြောကြရတာပေါ့ကျုပ်တို့ရောက်တော့နိုင်ဝက်လောက်တောင်ရှိပြီဗျာဘာအတမ်းမှမကြရတော့ဘူး ကျုပ်တို့သုံးယောက်စလုံးတောင်ကလန်ကြီးရဲ့ထိတ်ကိုပဲလှမ်းကြည့်နေကြတော့တောင်ကလည်းမြင်တော့ဂူပေါက်တွေပါတွေကိုဗာမြင်မှာတော့ဗျာဟာအော်ပြီဗျာအော်ပြီဘလူးကြီးအော်ပြီမျိုးကျိုးပြင်းကြက်သိန်းတွေဖြန်းကနေဖြန်းကနေထထသွားတာဗျို့ခေါင်းကစပင်းတွေထထထောင်းသွားတော့မှထင်ရတယ်ဗျာဒါတီမကြောက်နဲ့ကွာဘာမှမဖြစ်ဘူးဟာအောင်ကုန်းကကျုပ်ကိုအားပေးတာမျိုးဒါပေမဲ့ကျုပ်ကိုအတန်ပေးတဲ့သူ့အတန်ကိုကတုံတုံကြီးကြီးဗျာအေးပါအောင်ကုန်းရဲ့ငါမကြောက်ပါဘူးကွာ ကျုပ်ကပြောရင်းနဲ့အောင်ကွန့်ရဲ့ဘကုန်းကိုဖက်လိုက်တယ်လေဟာအောင်ကွန့်အသားကြီးတုံနေတာဗျဒါနဲ့ကျုပ်စိန်ကျော်ကိုခေါ်ကြည့်လိုက်တယ်စိန်ကျော်ဟာဒီကောင်မထူးဘူးဗျာစိန်ကျော်ကျုပ်ကထက်ခေါ်ကြည့်တယ်ဒီတော့မှစိန်ကျော်ကကျုပ်ကိုလှဲကြည့်တယ်ဗျာဟင်ဘာတော့တတရငါတန်ပုတ်တွေရွတ်နေတာကွာဩအေးအေးကောင်းတယ်ကောင်းတယ်ဟာအတန်ကြီးကပိုကျလာသလိုပဲဗျာကျုပ်တို့သုံးယောက်စလုံးအတန်ကြီးထွက်လာတဲ့တောင်ထက်ကိုမျက်တောင်မကပ်ဖ ೇನೆ ကြည့်နေလိုက်ကြတယ် အတန်ကပိုးကျဲလာတယ်ကွာဘလူကြီးကိုရက်ကထွက်လာတယ်တင်နေအောင်ကောင်ကအတန်တော်တော်ကြီးနဲ့ပြောတာဗျဟေးဟုတ်လားဒါဆိုပြေးကြမလားစိန်ကျော်ကလည်းအတန်တော်တော်ကြီးနဲ့မေးတာဗျို့ဟာမပြေးရပါဘူးကွာအခုနေပြေးတော့မှဘလူတွေ့သွားပြီးတော့ဆွတ်လိုက်ချလိုက်ရင်ခက်မယ်ကွာအตาလေးငြိမ်ကြည့်နေကျုပ်ကဝင်ပြောလိုက်တော့မှဒီကောင်နေငြိမ်သွားပြီးကြည့်နေကြတာဗျအောင်ကောင်ကလည်းသူ့လက်ထဲကလေးကွာကိုအသင့်ပြင်ထားတယ်လीစိန်ကျော်ကလည်းငှက်ကြီးတောင်တောင်ကိုကြစ်ကြစ်ပေါအောင်ဆုပ်ထားတယ် ကျုပ်ကလည်းလက်ထဲကလှန်ကိုတင်းတင်းကင်ထားတာပေါ့ဗျာဟာဟိုမှာဟိုမှာဘလူးကြီးဘလူးကြီးဗျာဟင်ဘမတော်ဘမတော်အောင်ကွင်းရဲ့ဘမတော်ဟာဟုတ်တယ်ဗျို့အောင်ကွင်းပြတဲ့နေရာကိုတေချာကြည့်လိုက်တာရော့ဖြူအပင်ကြီးပေါ်မှာမတ်တက်ကြီးရိုက်နေတာဗျို့နဲတဲ့အကောင်ကြီးတော့မဟုတ်ပါဘူးဗျာလာရောင်လေးကမှိန်မှိန်လေးပဲရှိတာဗျာဝိုးတရိုဝါပဲတွေ့ရတာဒါပေမဲ့အကောင်အထဲကတော့တဲခွဲတာပေါ့ဗျာဟာအော်ပြီဗျို့ထက်အော်ပြီ မတ်တက်ကြီးရက်ပြီးတော့တအားကျုံးអော်လိုက်တာဗျာဘလို့အတန်ကြီးမန်းကိုမသိပါဘူးဗျာဝမ်းကောင်းတဲ့ကလာတဲ့အတန်ကြီးဗျာအတန်တကြီးဖြူနားထောင်ရင်ကြက်သိအချင်းကြီးနေထားနေတာဗျာကျိုးစိတ်ချင်းပြောရရင်တော့အရက်ကြီးက15ပြီလောက်ရှိတယ်ဗျာကိုလုံးကြီးကစပားတရားဝင်နေပုတ်ကြီးလောက်ရှိမယ်ခေါင်းကြီးကတင်းတောင်နှလုံးစာလောက်ရှိမယ်လीလာရောင်မမေလေးအောင်မတော့ဗစက်သေးကအဆွဲကြီးတွေကိုတစ်ချက်တစ်ချက်မြင်နေရတာဗျူဟာသွားပြီဗျူသွားပြီ မလူကြီးခြောက်ကနဲ့လှည့်ထွက်သွားပြီပြို့တောင်ကလန်ကြီးအတိုင်းလမ်းလျှောက်ပြီးတော့ရိုးမတော်ကြီးတဲ့ကောဝင်သွားတာဗျာတတရားမင်းတော်ဘယ်နဲ့နေလဲမသိဘူးငါဖြင့်ကြောက်လိုက်တာကွာသေးတော်ထွက်သွားမယ်ထင်နေဟာအောင်ကွန်ရမင်းကတော့လှုပ်ပြီစိန်ကျော်ကအောင်ကွန်ကိုပြောတော့အောင်ကွန်ကပြောတာဗျာဘယ်တက်နိုင်မလို့စိန်ကျော်ရအရန်ကြောက်နေတော့တတိကလွတ်သွားတာလေကဲကဲငါတို့ပြန်ကြတော့မလားတတေနေပေါင်းကွာအင်မတန်မြင်ရခဲ့တဲ့အဖြစ်ကြီးကွာထွက်ဆောင်ကြည့်အောင်ဘာတွေထပ်ပြီးတော့တွေ့ရအောင်မလဲမသိဘူးလေ ျုပ်ကမပြန်သေးဘူးပြောတော့ဒီကောင်နေလဲမပြောဘူးဗျာကျုပ်တို့တော့ရောဘလူးကြီးဝင်သွားတဲ့တောတဲ့ကိုပဲကြည့်နေကြရတာပါဗျာခုထီတော့ဘာမှမတွေ့ရဘူးကျုပ်လက်မှာပတ်ထားတဲ့နာယီကိုကြည့်လိုက်တယ်နာယီအိမ်မြောင်မြောင်ကမိဆုံးပါတာဆိုတော့မှောင်ထဲမှာမြင်ရတာပေါ့ညတနာယီထိုးပြီဗျာဘာမှမထူကြသေးဘူးကျုပ်တို့တော့ရောစလုံးဇွဲနဲ့ဆက်ပြီးတော့စောင်းကြည့်နေကြတယ်ကျုပ်နာယီကိုကြည့်လိုက်တော့ညနှစ်နာယီထိုးနေပြီဗျာတော်တော်လေးလေးအေးလာပြီလေ ကျုပ်တို့၃ယောက်စလုံးပစိုးတွေကိုချုံပြီးတော့ပုတ်နေကြတော့တာပေါ့ဗျာဟာဟာဘလူးကြီးလာပြီဟာဘလူးကြီးလာပြီအောင်ကုန်းကစပြောတာဗျခေါင်းမိချုံထားတဲ့ပစိုးတွေကိုခါမှကြပြကြပြပြန်ဝတ်လိုက်ကြတယ်လက်ထဲကဓားတွေကိုလည်းကြစ်ကြစ်ပေါင်းဆုပ်ထားလိုက်တယ်လीရိုးမတော်ကြီးကလည်းအတန်ကြားတာဗျာဟောနီးလာပြီမျိုးအတန်ကပိုးကျေလာတယ်ဟောဟိုးမှာရိုးမတော်ကြီးတွေကနေထွက်လာပြီတောင်ကလန်ကြီးဘက်ကိုတက်လာပြီဗျဟာဘလူးကြီးကအစာသွားရှာတာပဲဟာ ပို့မှမြင်လားသူရဲ့ပခုံးမှာအကောင်ကြီးတကောင်ပါလာတယ်မဲမဲကြီးကွာဘာကောင်လဲတော့မသိဘူးတော်တော်ကြီးတယ်ဟာအောင်ငုံကကျုပ်တို့ကိုပြောနေတာဗျာဟုတ်တယ်ဗျာဘာကောင်ကြီးလဲတော့မသိဘူးပခုံးပေါ်မှာထန်းလာတာဘလူကြီးကတောင်ကလန်ကြီးတန်းရှောက်လာတာဗျို့တော်ဝက်ကြီးကွာပခုံးမှာထန်းလာတာနေတဲ့အကောင်ကြီးမဟုတ်ဘူးဟေးခေါင်းကတွဲလောင်းကျပြီးတော့ဘလူကြီးကြောပေါ်ခေါင်းခါရမ်းနေတာဒီကောင်ကြီးကနှစ်ချို့ကောင်ကြီးဖြစ်မဲကွာကျွဲပေါလောက်ရှိဟေးတတရီ စိန်ကျော်ကကျုပ်ကိုလက်ကုပ်ပြီးတော့အတန်ခတ်အောင်နဲ့ပြောတာဗျ။ဟာမတ်တရက်ပြီးဟိုကြီးဒီကြီးကြည်နေတာဗျ။ဘလူရက်ကိုကလူရက်ကိုလုံးအတိုင်းပဲဗျ။အကောင်အကြီးကြီးဖြစ်နေတာပဲကွာ။လူတယောက်ရဲ့ကိုခန္ဓာတိစပုံအတိုင်းပဲ။ကျိုးစိတ်တင်တော့တော်တဲ့အိတ်နေတဲ့ဝက်ကိုလဲပင်လိန်ချိုးပြီးတော့ခေါ်လာတာဖြစ်မယ်။ဟေးကောင်တာတီဘလူကြီးဘာကိုရက်ပြီးတော့ကြည်နေတာလဲမသိဘူးကွာ။ငါတို့ကိုတွေ့သွားလို့လားမသိဘူး။ဟာမဟုတ်ပါဘူးစိန်ကျော်ရာ။သူ့ဘာသာတခုခုကိုကြည်နေတာပါကွာ။ ငါတို့အနံ့မြန်ရလို့လားမသိဘူးကအောင်ကုန်းကလည်းအတန်တုံတုံကြီးနဲ့ဝင်ပြောတာဗျာအောင်မလေးဗျာအမေကဲပေါင်းကျုပ်တို့စကားကောင်းနေတော့ဘလူးကြီးကအတန်နဲ့ကြီးနဲ့ကျုံးအောင်လိုက်တာအောင်ကုန်းကအော်ပြီးတော့မြေကြီးပေါ်လှဲချလိုက်ရောဗျို့ဟိကောင်အောင်ညမအောင်နဲ့ဟာမအောင်နဲ့ဘလူးကြားတော့လို့တောင်ပေါ်ကပြေးစင်းလောင်မေဟောအော်ပြန်ပြီဗျို့အော်ပြန်ပြီနောက်ဘက်ကိုလှည့်ပြီးတော့ခြုံဘုတ်တွေတည်းပြေးဝင်သွားတာဗျို့ဘလူးကြီးပြေးဝင်သွားတာ စင်ကျော်မြင်လားဘလူးကြီးဝင်သွားတယ်ချုံပုံကြီးအေးမြင်နေတာတည်းအဲ့ဒီနေရာမှာကူပုံကြီးရှိပုံရတယ်ကွာမနဲ့ကြရင်မင်းနဲ့ငါတောင်ပေါ်တက်ပြီးတော့ပြန်ကြည့်ကြရအောင်အေးမလုတ်ပါနဲ့ဒါတည်းဟာတောင်ပေါ်တက်ပြီးဘလူးကူတော့မရှာပရရနေတဲ့တကယ်ချင်းရင်အရှင်လက်လက်ဘလူးစားတာခံနေရပါမေးဒါဆိုရင်လည်းမင်းနေခဲ့ကွာငါတယောက်တည်းတက်ကြည့်မယ်အမလီဒီလိုလဲဘယ်ဖြစ်မှလုံးဒါတည်းဟာတော်ကြနာမည်ကျော်သွားပါအောင်မေးဘလူးနာမည်ကျော်မှတော့စင်ကျော်ရဒါတည်းတယောက်စင်ကျော်တို့ရွာကိုလိုက်သွားတာ ဘလူးစားခံလိုက်ရတယ်ဆိုပြီးတော့ပါကွာကျုပ်ပြင်းအော်ကြီးလိုက်မိတယ်ဗျာကျုပ်တို့တော့ရောရွာပြန်ရောက်တော့ဖုန်ကြီးเจ้าကအုံမောင်းတော်ခေါင်းနေပြီဗျို့ဆရာတာတရေးသားထားတဲ့ဘလူးအော်တန်ဆိုတဲ့ပရာလောကဇလန်လေးကတော့ဒီမှာတည်းပြီးဆုံးပါပြီခင်ဗျာဇေယတာတင်နေတကွာနားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းတွေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။တာယာပြည့်ရှင်သောညလေးကိုပိုင်းဆိုင်နိုင်ကြပါသည်ခင်ဗျာ။